ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ MOD ကတော့ကျွန်တော်ဝက်ဆမ်ကိုတရေကြအပြီးမှာကျွန်တော်တို့အနေနဲ့ဒါသူပြောထားတယ်ပေါ့နော်။ဒါပွဲပြီးပြောစကားတွေကျွန်တော်ရှိတယ်ပေါ့လေ။ဒါဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ MOD ပြောတဲ့တဲမှာတော့နော်ကျွန်တော်တို့ဒါကစားသမားတွေဒါဒီအပြစ်ပေါ့နော်။ကစားသမားတွေဒါဒီပြဿနာကစားသမားတွေဒီကျွန်တော်တို့အနေနဲ့သူပြောတဲ့အတိုင်းလိုက်မလုပ်နိုင်ကြတာကစားသမားတွေဒါပြဿနာကစားသမားတွေဒီလက်ရှိတရေကြခြင်းအကြောင်းရင်းဆိုတဲ့ပုံစံမျိုးပေါ်မဲ့အရာတွေအများကြီးပြောထားတယ်။ ါနဲ့ပဲတို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ MO ring ပြောတာရင်းနဲ့ပဲတို့ MO ring ကလက်ရှိ West Ham နဲ့ကစားခဲ့တဲ့အသင်းရဲ့ကျွန်တော်ဒါ performance နဲ့ပဲတို့သူကတော့ကျွန်တော်တို့အသင်းကပေါ့နော်လုံးဝဒီ constant အမြဲတမ်းဖြစ်မနေဘူးပေါ့ကျွန်တော်တို့မှာပွဲအတော်တွင်းမှာဆိုလို့ရှိရင်တကယ်ကောင်းတဲ့အခိုက်အတန့်တချို့ကျွန်တော်ရှိခဲ့တယ်ပထမပိုင်းမှာလည်းကျွန်တော်တို့အနေနဲ့ပေါ့နော်ပြိုင်ဘက်ကိုထိန်းချုပ်မှုဂျိုးပန်းတာနည်းနည်းလွတ်သွားတာတွေကျွန်တော်ရှိသလိုဒုတိယပိုင်းဂိုးရအပီးမှာလည်းပြိုင်ဘက်ကိုမထိန်းချုပ်နိုင်ခဲ့တဲ့အခိုက်အတန့်တွေရှိတယ်ပေါ့ ်ကျွန်တော်တို့ကဒီအပွဲကကိုယ့်လက်ထဲကိုရှိနေတဲ့အချိန်မျိုးမှာပြိုင်ဘက်ကိုပိတ်ချနိုင်ဖို့ကျွန်တော်ကြိုးပမ်းမယ်အချိန်မျိုးမှာအဲအထူးသဖြင့်ပေါ့နော်ကိုကဥဆောင်ကိုရပြီးတဲ့အချိန်မျိုးမှာပြိုင်ဘက်ကိုဘာမှမလုပ်အောင်ကျွန်တော်ပိတ်ချနိုင်ဖို့ကျွန်တော်လိုတာပေါ့ပွဲကကိုယ့်လက်ထဲမှာရှိနေခဲ့တာပွဲကိုကျွန်တော်ထိန်းချုပ်ထားနိုင်ခဲ့တာပေါ့နော်အဲပွဲကိုထိန်းချုပ်ထားနိုင်ခဲ့တယ်ဆိုတာကိုလည်းကျွန်တော်သိတယ်ပေါ့အထူးသဖြင့်ကျွန်တော်အနေနဲ့ကိုရဲ့ AD ကိုပြိုင်ကိုရဲ့ box ကနေပြီးတော့ဝေးတဲ့နေရာမျိုးထားပါတော့ mid block ပုံစံမျိုးမှာကျွန်တော်တို့ defense လုပ်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ် set piece တွေဒါအပြင် crossing တွေက west ham အတွက်ကျွန်တော်တို့ဟာကျွန်တော်တို့အတွက်ပေါ့နော် west ham ပြဿနာဖြစ်နေနေဆိုတာကိုကျွန်တော်သိထားတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ဒါတွေကိုဖြည့်ရှင်းဖို့ကျွန်တော်ကြိုးပမ်းခဲ့တယ်ဆိုတော့ပထမ6ရအပြီမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဘောလုံးကိုခြေထဲမှာတက်နေနေများထားဖို့ကျွန်တော်ကြိုးပမ်းနေပေါ့ဒါပြီးမဲ့လည်းလို့နောက်ဆုံးတော့နှစ်မှတ်ရောခဲ့ရတယ်ဆိုပြီးတော့သူပြောသွားတယ်ပြောချင်တာကတော့ကျွန်တော်အနေနဲ့ပထမပိုင်းကျွန်တော်ခဏဒုတိယပိုင်းခဏပြိုင်ဘက်ကိုထိန်းချုပ်နိုင်မှုတွေကျွန်တော်လွတ်ခဲ့တယ် ဒါအပြင်တကိုးရအပြီးမှာကျွန်တော်တို့မနော်ဝက်ဆန်းက crossing နေဘာတွေကနေ NDA များတဲ့အတင်းဆိုတော့ကျွန်တော်တို့ရဲ့ area box pattern ကနေခက်ဝေးဝေးမှာကျွန်တော်တို့က defense လုပ်ဖို့ကျွန်တော်တို့မနော် defense လုပ်ဖို့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါကျူးပန်းခဲ့တယ်ပေါ့ဗျာစဉ်းစားကြည့်ဗျာကျွန်တော်တို့1 zero နဲ့9နဲ့အချိန်ဒီမျိုးမှာ Manchester United ရဲ့ manager တယောက်က1 zero ဆိုတဲ့ရလက်နဲ့အဆင့်18ကကလပ်အသင်းတစ်ခုကိုအနိုင်ယူနေစဉ်အတော်အတွင်းမှာ86မိနစ်လောက်မှာ ျွန်တော်ကခံစစ်9ယောက်ပြောင်းတယ် defensive midfielder 2ယောက်ထည့်ပြီးတော့ခံစစ်9ယောက်နဲ့ကျွန်တော်အနေနဲ့ပွဲကိုမိနစ်80ကျော်မှတင်ထိန်းချုပ်ဖို့ပိတ်ဖို့ကြိုးပမ်းခဲ့တာဘလောက်တောင်မှယွန်စရာကောင်းလိုက်တဲ့ mentality မျိုးလေ United Ultra ဖို့မှာနော် Manchester United manager က Ultra ဖို့မှာခံစစ်9ယောက် defensive midfielder 2ယောက်နဲ့1-0လောက်နဲ့နိုင်တဲ့အခြေအနေမျိုး Premier League မှာသူတို့အဲ့ဒါလိုကြိုးပမ်းခဲ့တာ ကျွန်တော်ကိုစိတ်ပြည့်စရာပါနီးပြရဲ့ကျွန်တော်ပေါ်ခံယူချက်တွေနီးပြရဲ့ဒီအသိန်းပေါ်မှာမြင်တဲ့အမြင်တွေဟာကျွန်တော်လေးကိုစိတ်ပြည့်စရာကျွန်တော်ကောင်းတယ်ကျွန်တော်လေးကိုစိတ်ပြည့်စရာကျွန်တော်ကောင်းတယ်ဘာမှန်ပြိုင်ဘက်ကိုထူဖော်ဖို့ပြိုင်ဘက်ကိုငါတို့အသာစီးယူဖို့ပြိုင်ဘက်ကိုငါတို့အန်တီရဲ့ပြီးဖို့ဆိုတဲ့အတွေ့မျိုးတွေကျွန်တော်မတွေးတော့ဘူးဝန်စီရအပြီးမှာကျွန်တော်ကိုစိတ်ပြည့်စရာပါနော်အဲ့ဒါအပြင်သူကဆက်ပြီးတော့ဗောနော်ကစားမားတွေကိုအပြစ်တင်ထားသေးတယ်ကျွန်တော်တို့မတိစ်ကွန်ညာနဲ့ပတ်သက်ပြီးတော့လေအတင်းတွေကဂိုးရနိုင်မဲ့အခွင့်အရေးကောင်းတချို့ကျွန်တော်ရှိတယ် ပြိုင်ဘက်ရဲ့ box နားမှာဆိုလို့ရှိရင်လည်းပဲပေါ့နော်ကျွန်တော်အနေနဲ့အဲထားပါတော့ဘောလုံးတွေပါထိန်းချုပ်ထားနိုင်ခဲ့တာမျိုးတွေကျွန်တော်ရှိတယ်ဒါပေမဲ့လို့ကျွန်တော်ရဲ့ပေါ့နော် cross တီက quality ကောင်းမနေခဲ့ဘူးပေါ့ကစားမားတွေရဲ့ crossing တီကအည်သွေးကောင်းမနေခဲ့ဘူးတခါတလေမှာကျွန်တော်အနေနဲ့ပေါ့နော်ကစားမားတွေရဲ့ပေါ့နော်ကျွန်တော်ပြိုင်ဘက်ရဲ့ box ထဲမှာ character ဘိုင်းနဲ့ပတ်သက်လို့ရှိရင်အချိန်ကြီးတွေကကောင်းမနေဘူးပေါ့နော်ကျွန်တော်ကျွန်တော်အဲ့လိုပြိုင်ဘက်ရဲ့ area box position အမျိုးကနေပြီးတော့ကစားမားတွေကဂိုးသွင်းဖို့အတွက် လုံလောက်တဲ့အည်သွေးရှိမနေဘူးဆိုပြီးတော့ဂိုမသွင်းနိုင်ဘူးဆိုပြီးတော့သူပြောထားတယ်ဆိုတော့ကျွန်တော်နားနားမလည်ဘူးပေါ့နော်ဒါပြီးသူဆက်ပြီးတော့ပြောထားတယ်ကျွန်တော်တို့ပွဲကိုရှုံးနေရတဲ့အကြောင်းရင်းကကျွန်တော်တို့ဟာ second ball တွေကိုကျွန်တော်အနေနဲ့ဖြင်းမလုနိုင်လို့ဖြစ်တယ်ပေါ့နော် အကယ်လို့ဝက်ဆမ်ရဲ့ဘက်က long ball တွေကန်ဒီနဲ့အချီနီမျိုးမှာဆိုလို့ရှိရင်သူတို့ရဲ့ကွင်းလင်ကစားမှဖြစ်တဲ့ Matthias ပေါ့နော်ကျွန်တော်ဒါ Fernandez ကအဲထားပါတော့ဗျာဘောလုံးနဲ့အတူဆွဲပြေးတာမျိုးတွေကျွန်တော်ရှိတယ်ပေါ့ဒါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က အဲ first ball တွေကိုလည်းကျွန်တော်ရှင်မလုနိုင်ဘူး second ball တွေလည်းရှင်မလုနိုင်ဘူး drop bowling ကဘာလို့ကျွန်တော်ဒါ behind the runnings လုပ်နေတာတွေကိုလည်းကျွန်တော်မတားနိုင်ဘူးပေါ့ဆိုတော့ကျွန်တော်တို့အနေနဲ့အဲ့ဒီလိုမျိုးကိုကျွန်တော်ပွဲကိုထိမ့်ချုပ်လို့မနိုင်ဘူးပေါ့နော်ဒါတွေကြောင့်ကျွန်တော်တို့အနေနဲ့တိုင်ပတ်သွားတယ်ပထမ5ပြရပြီမှဆိုရင်ကျွန်တော်တော်တော်လေးကိုတိုင်ပတ်သွားတယ်ဆိုပြောထားတယ်ကျွန်တော်ပြဘလူးမန်တကယ်ပြောတာဒီဒီနီးပြားနဲ့ပတ်သက်လို့ရှိရင်လေသူ့မှာပေါ့နော်ကစားမရရဲ့ mentality တို့ဟလာ long ball second ball တို့နော် ပြီးရင်တစ်ချိန်လုံး running လုပ်ပြေးနေရမယ်တို့ဒါကလို့ရင် तू မတက်တော့ပြောစရာဒါကလို့ရင် तू မတက်တော့တခြားဘာပြောရမလဲဆိုတာတခါလာလဲကစားမတွေရဲ့ mentality ပဲတခါလာလဲ second ball တွေမရလို့တခါလာလဲ long ball တွေကျွန်တော်မရလို့ခန်းစစ်ကကစားတော့9ယောက်ဗျာခန်းစစ်ကကစားတော့9ယောက်နော်စဉ်းစားကြည့်ဗျာမင်းဘလူးမန်ကို United နီးပြတက်ရောက်ရဲ့အသွင်ပြင်မျိုးနော်အခန်းယူချက်မျိုးဘာမှရှိမနေဘူး ဘာမှရှိမနေဘူးဒါဟာကျွန်တော်တန်းစင်းစုံကကလပ်တင်းတစ်ခုရဲ့ကျွန်တော်ဘယ်လိုပြောမလဲတန်းစင်းစုံကကလပ်တင်းတစ်ခုမှာမြင်ရမယ့်လက္ခဏာမျိုးတွေဗျာတကူရတာနဲ့ပိတ်ကစားမယ်ဆိုတာမျိုးကပရီးမီးယားလိလိုနေရာမျိုးမှာတကူရတာနဲ့ကျွန်တော်အနေနဲ့ပေါ့နော်ပွဲမပြီးမချင်းကျွန်တော်အနေနဲ့ဘလို့မှစိတ်မချရဘူးဒါကိုအမူရင်းကကစားမားရရဲ့ second ball ကြီးကျွန်တော်ရှင်မလူနိုင်လို့ဆိုတဲ့ပုံစံမျိုးအမြဲတမ်းကျွန်တော်အပြစ်တင်နေတယ်။ကျွန်တော်ကိုစိတ်ပြက်စရာပါနီပြတယောက်စီကနေပြီးတော့အဲ့လိုမျိုးကြီးကျွန်တော်ကြားရတာ။ နော်ဆိုတော့ဒါလောင်ရဲ့ဂူနဲ့ပတ်သက်လို့ကတော့ထားပါတော့နော်ဂူကဂူပဲပေါ့ဒါမှမဟုတ်လို့ကျွန်တော်တို့ဘာမှတိတ်အဆင်မပြေကိုပြောထားတယ်ဆိုတော့ကစားမတွေကိုတော့ကျွန်တော်တို့ဗောနော်ဝက်ဆန်းရဲ့ဒီဘာလဲချီပါဂူနဲ့ပတ်သက်ရင်ကစားမတွေကိုအပြောင်းလဲလုပ်ထားလာပြီမြေပြာပေါ့ဒါမှမဟုတ်လို့ကျွန်တော်တို့ဒါဟာကျွန်တော်တို့အကြောင်းပြချက်ပြည်တရားမရှိဘူးပေါ့နော်ဟိုဘလူမျိုးအချီနီအချီနီတိုင်းဘလူအချီနီတိုင်းမှာပဲဖြစ်ဖြစ်ဘလူမျိုးကျွန်တော်တို့နေကစားရမလဲဆိုတာမျိုးတွေကျွန်တော်တို့အသိထားပြီးသားပေါ့အဲဒါပေမဲ့လည်းကျွန်တော်မချင်းချက်ခုနာခဲ့ဘူးပေါ့နော်60နဲ့3မိနစ်မှာ ကျွန်တော်က83မိနစ်မှာကျွန်တော်အနေနဲ့အဲဘယ်လိုပြောမလဲပွဲကိုကျွန်တော်အနေနဲ့ပိတ်ချဖို့ကျွန်တော်ကျူးပန်းတဲ့နေရာမှာကျွန်တော်ဂိုးပေးလိုက်ရတယ်ပေါ့ပြေးရမှာပေါ့ဆရာသမားရေနော်ကျွန်တော်83မိနစ်မှာမင်းပိတ်ဖို့ကျူးပန်းတာမှမဟုတ်တာပွဲရမင်းတကူရပြီးကလေးကပိတ်ဖို့ကျူးပန်းနေတဲ့ကိစ္စကြီးကိုနော်ပြီးလဲပြီးရောဟိုဘက်ကမင်းဆက်ပီးစ်တွေခဏတိုင်းဒေါင်းကံပိုးတွေခဏတိုင်းရနေတာတစ်ချိန်မို့တစ်ချိန်ဂိုးမှာပဲခင်ဗျားတို့တော့မှမင်းစိတ်ထဲခံစားမိနေတဲ့ကိစ္စဗျာပြိုင်ဘက်ကိုထိန်းချုပ်ဖို့ကျူးပန်းတာမှမဟုတ်တာနောက်ထပ်တကူရထက်ရဖို့ကျူးပန်းတာမျိုးမှမဟုတ်တာ အသင်းကူကမင်းရလည်းမင်းတန်းစင်းစုံကကလတ်တင်ရဲ့ mentality ခုပြီးတော့ကစားမားတွေကိုရိုက်သွင်းပေးနေတာဘာမှန်းကျွန်တော်နေနေပေါ့နော်အဆင်ပြေမလဲဘယ်လိုလုပ်ပြေမှာလဲဟိုတကိုးရတာနဲ့ကျွန်တော်နေနေပေါ့နော်ပိတ်ခွပိတ်ခိုင်းလို့တာကိုကမင်းအေးစစ်စစ်ပဲလေကောင်တာထက်ကလည်းမင်းအမ်ဘူမိုတယောက်ပဲကျွန်တော်ကျန်တော့တာကျန်တဲ့ကောင်ဘယ်ကောင်ပြေးနိုင်လို့တော့ဟုတ်တယ်မလားတိုက်စစ်ပိုင်းမှာသူတို့တခါလာလဲ second ball တခါလာလဲ long ball တခါလာလဲကစားမားတွေပြေးရမယ်ပါညာဒါနဲ့ပဲလက်ပဲချနေတာပဲနော်တော်တော်ကိုစိတ်ပြည့်စရာပါနော်တော်တော်ကိုစိတ်ပြည့်စရာပါနော်အဲအမ်ဘူရင်ကတော့မနိုင်ပြောရင် ဟိုဘယ်လိုပြောမလဲ chance တွေကိုအသုံးမချနိုင်ခဲ့တာနဲ့ပတ်သက်လို့သူအရန်ကိုဒေါသထွက်ရတယ်ပေါ့နော်ဟုတ်ကဲ့ပွဲကိုကျွန်တော်တရားကြည့်ကြည့်မယ်ဆိုလို့ချင်းကျွန်တော်တို့ဟာကိုထိန်းချုပ်ထားခဲ့ရတဲ့ပွဲတစ်ပွဲကိုအနိုင်မယူနိုင်အောင်အနိုင်ယူနိုင်အောင်မကျူးပန်းခဲ့တာပေါ့နော်သူတော့စိတ်ပျက်စရာပဲဆိုပြီးတော့သူပြောသွားတယ်တကယ်ပြဘလူဘလူတော်မှပြောရမလဲကိုမသိတော့ဘူးသိလား MOD နဲ့ပတ်သက်ရင်ကျွန်တော်တို့အသင်းကိုသူရိုက်သွင်းပေးထားတဲ့ပုံစံကစားမားတွေကိုစိတ်သက်တည်ရိုက်သွင်းပေးထားတဲ့ပုံစံကတော်တော်ကိုစိတ်ပျက်စရာကျွန်တော်တို့ကောင်းတယ် ဒီပုံစံနဲ့မြန်ကျွန်တော်တို့တခြားအသင်းတွေကိုဘလူမြန်ငါတို့ကသူကစားတာကိုကြည့်ပြီးအော်ငါတို့ကတော့ဒီပွဲကိုအနိုင်ယူနိုင်စွမ်းရှိပါလေဟဲ့ဆိုတော့ကျွန်တော်တို့ mentality မျိုးကစားမားနေစီကကျွန်တော်မြင်ရမယ်အပတ်တိုင်းလာလဲဒီပုံစံပွဲတိုင်းလာလဲဒီပုံစံပဲဘာမှန်ကိုကျွန်တော်ထူးထူးခြားခြားရှိမှာမဟုတ်တော့เนาะ Emory ရဲ့လက်အောင်မှာအသင်းကတော်တော်ကိုနှမျောစရာကောင်းနေပြီဒီထက်ပိုကောင်းနိုင်ခဲ့တဲ့အသင်းမျိုးကိုပိုင်ဆိုင်ထားတဲ့เนาะကစားမားတွေပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ရနေတယ်ကျွန်တော်တို့နေကိုယ့်ရဲ့ potential အမြင့်ကိုမမြင်ရဘူး။တော့စိတ်ပြည့်စရာကောင်းပါလေဆိုတော့ Emory ကတော့ကစားသမားတွေကိုပဲထက်ပြီးတော့အပြစ်တင်သွားရည်တယ် နော်ညီကိုတို့ရောဘလို့မြင်ရတယ်လက်ရှိ MOD ပြောရရင်လည်းပတ်တယ်လို့သူနည်းကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်